ဂေဗန်ဒီဗိုင်းနာကမန်စီးရဲ့သမိုင်းမှာအကောင်ဆုံးသောဇာမပါဘာနာလိုစေပါမန်စီးတဲ့ရောင်ဒီအာဒီမှာမထင်မဲ့ပဲရလတ်တွေဆိုးရွားခဲ့ပြီးချမ်ပလီဝင်ခွင့်ရဖို့တော့အတော်လေးရုန်းကန်နေရပါလိမ့်ဒါကြောင့်မန်စီးတဲ့နေနဲ့ပြည့်တဲ့ဇန်နဝါရီကလေးကအသင်းကိုပြောင်းလဲတွေဖြစ်လို့နေပြီးလဲပဲဖြစ်ပါလိမ့်မန်စီးတဲ့အတွင်အောင်မြင်မှုများစွာရယူပေးခဲ့တဲ့ဂေဗန်ဒီဗိုင်းနာဟာအခုရာသီအကုန်မှာအသင်းနဲ့လမ်းခွဲတော့မှာလဲပဲဖြစ်ပါလိမ့် IDV Sport နဲ့ပြုလုပ်ခဲ့တဲ့အင်တာဗျူးမှာတော့ဘာနာလိုစေးပါဟာမန်စီးတဲ့အကြောင်း နောက်ဆုံးနဲ့လမ်းခွဲတော့မဲ့ကေဗင်ဒီဘရိုင်းနာရဲ့အကြောင်းအသိရဲ့အနာဂတ်ရည်မှန်းချက်တွေကိုအခုလိုပဲဖွင့်အောင်ပြောဆိုခဲ့တာလည်းပဲဖြစ်ပါလိမ့်။မန်စတီကဒီနေ့ပန်းနေမှာအမြဲတမ်းဖလာရောက်နေခဲ့တဲ့အသိပါပဲ။ဒီရာသီမှာမန်စတီကိုအရင်ရာသီတွေကလည်းမတူးတဲ့ပုံစံနဲ့မြင်ခဲ့ရပါလိမ့်။ဒီရာသီကလည်းဘာရီတင်ယူခဲ့ရပါသလဲ။မာလာတို့ဆေးပါကတော့ဘာရီတင်ယူခဲ့လဲဆိုပြီးတော့ကျွန်တော်မပြောချင်ပါဘူး။ဒါပဲလည်းပြည့်တဲ့လအနှဲငယ်တွေမှာကျွန်တော်တို့တွေးထားသလိုဖြစ်မလာခဲ့ဘူးဆိုတာကတော့အထင်ရှားပါပဲ။ ဒါပေမဲ့တရားသည်ကတော့အခုလိုဖြစ်နေပါလေ။ဘာလို့လဲဆိုတော့ကျွန်တော်တို့အမြင်ဆုံးအစ်စ်မှာနှစ်ပေါင်းများစွာရှိနေကြတာလေ။2020ခုနှစ်တုန်းကလည်းကျွန်တော်တို့ဆိုးရတဲ့ရာသီတစ်ခုနဲ့ရင်ဆိုင်ခဲ့ရပါလေ။အရင်နေ့ကလည်းမဟုတ်ဘူးအသင်ပရီးမီးယားလိဂ်ဖလားရခဲ့တဲ့နှစ်ပေါ့။ကျွန်တော်မန်စတီကိုရောက်လာပြီးတော့အဲ့ဒီနှစ်ကပရီးမီးယားလိဂ်နဲ့ပထမဆုံးစလွှဲခဲ့ပြီးအခုဒီနေ့ထပ်ဖြစ်တာပါလေ။ဆိုတော့ချန်ပီယံလိဂ်ဝင်ခွင့်အတွေ့အတိုက်ပဲဝင်နေရတယ်ဆိုတော့တိတ်ဆိုးတဲ့ရာသီလို့တော့မဆိုနိုင်ပါဘူး။ဒါမှလည်းပဲအရင်မန်စတီအဆင့်အတန်းမျိုးနဲ့တော့မဟုတ်ဘူးပေါ့နော်။ ဘာလာနိုစေဘာကအဲခင်ဗျားပြောသလိုပါပဲကျွန်တော်တို့ရဲ့အစင်အတိုင်းအတိုင်းဒီရောက်ဒီမှာကျွန်တော်တို့မစွမ်းဆောင်နိုင်ခဲ့ပါဘူးအဲ့ဒီအတွက်ကျွန်တော်တို့စိတ်ပြေရပါလိမ့်ကျွန်တော်တို့ချမ်းလေးဝင်ဝင်ရပြီး FA ဘလာရရှိခဲ့ခြင်းရင်တော်မှဒီရာဒီကကျွန်တော်တို့အတွေ့ရာသီကောင်းတစ်ခုလို့တော့မဆိုနိုင်ပါဘူးဘာလို့လဲဆိုတော့ကျွန်တော်တို့ရဲ့အစင်အတိုင်းကအဲ့ဒီထပ်ပိုးပြီးတော့အများကြီးပိုးပြီးမြင့်နေလေပရိယာလေးကိုလည်းလွတ်လဲရပါမယ်ပဲအနည်းဆုံးတော့ချန်ပီယံစုအတွက်တိုင်ပွဲဝင်နိုင်ရပါမယ်ဒီရာဒီမှာတော့ကျွန်တော်တို့တိုင်ပွဲတော့မဝင်နိုင်ခဲ့ပါဘူး အရင်အတွက်ကျွန်တော်တို့အတွက်လည်းမပြောပါဘူးဂျပန်လေးမှလည်းအဲ့လိုပါပဲဒီတော့အခုအချိန်မှမာရီပဲဖြစ်ဖြစ်ကျွန်တော်တို့အတွက်ဒီယာသီးကကောင်းတဲ့ယာသီးတော့မဟုတ်ပါဘူးဇန်နဝါရီမှာအသင်းကိုရောက်လာတဲ့မာမော့ကိုရောခမားအနေနဲ့ဘယ်လိုမြင်ပါသလဲဘာလို့လို့ဆေးပါအရန်ကိုထင်ကြီးကြောင်ကောင်းပါတယ်သူတို့ပြင်သူ့ရဲ့လုံအားနှုံးပါသူဟာသူ့ကိုသူအကောင်းဆုံးဖြစ်အောင်ကြိုးစားသလိုအသင်းအတွက်လည်းအကောင်းဆုံးကြိုးစားပါလိမ့်သူမန်စီးကိုလာလာသူဘလောက်ဒီကောင်းတဲ့ဆွာကိုပြသဖို့မဟုတ်ပါဘူး။ဒါအောင်ခင်ဗျားတို့လည်းတွေးမြင်နိုင်ပါလိမ့်မယ်။ ျွန်တော်တို့လိုအပ်နေတာကလည်းအသိအတွက်လုံးလုံးပေးမဲ့သူ ဖြစ်ပြီးသူရောက်လာတဲ့အတွက်ကျွန်တော်အရန်ပြောပါလိမ့်ဒီဘန်နာအကြောင်းကိုကျွန်တော်တို့ ပြောကြရအောင်ပါဒီဘန်ကိုပရီးမီးယားလီဂ်မှာထောက်ရအကောင်းဆုံးဆင်းထဲမှာထိပ်ပိုင်းမှာနေရာပေးရတော့ကိုခင်ဗျားလည်းတွေ့မြင်နေမှာပါကယ်ဗင်ဒီဘန်နာသတင်းကိုခင်ဗျားတို့ရောကြိုသိခဲ့တယ်တင်နေပါနန်တို့ဆေးပါဖြစ်နိုင်ရှိကိုတော့ကျွန်တော်တို့ကြိုသိတာပါလိမ့်ဒီရဒီကောမန်စရီကနေဒီဘိုင်းနာတယောက်ထောက်ခွာသွားတော့မယ်ဆိုတဲ့သတင်းကိုတရားဝင်မကြေညာခင်နှစ်ရက်လောက်ကကျွန်တော်ကြိုးသိခဲ့တာပါ။ဒါကခက်ပါလေ ဒါကကျွန်တော်တို့အတွက်အရန်ကိုခက်ပါလေ။မလိုလဲဆိုတော့ပုံကိုကြီးအရာပြောမယ်ဆိုရင်ကျွန်တို့မန်စရီမှာတူရှိနေခဲ့တာရှင်းနေလောက်အထိရှိပါပြီ။အသေးမှရှိတဲ့ဇာမအများစုကဒီဗိုင်းနာနဲ့အတူနှစ်တွေ့အကြာကြီးရှိခဲ့ကြတဲ့သူတွေပါပြီ။သူထွက်သွားမယ်ဆိုတော့ကျွန်တော်တို့အားလုံးကိုအရန်ကိုဝမ်းနည်းစေပါလေ။ကျွန်တော်တို့ကတော့သူ့ကိုကျွန်လွင်းနဲ့အတူတူပဲရှိနေစေချင်ပါလေ။ဒါကတော့ကျွန်တော်တို့ရဲ့ဆန္ဒပါ။ကျွန်တော်အခြားသမားတွေကိုမလေးစားလို့ပြောတာတော့မဟုတ်ပါဘူး။ဒါပေမဲ့ကျွန်တော်လည်းတော့ကေဗင်ဒီဗိုင်းနာဟာ အသင်းရဲ့သမိုင်းမှာအကောင်းဆုံးသောကစားသမားတစ်ယောက်ပါပဲဒီတော့ကျွန်တော်တို့အနေနဲ့သူ့ကိုပြောနိုင်တာကတော့ဂျေဇူးတင်ပါတယ်ဆိုတာနဲ့အစအစအရာရာအဆင်ပြေပါစေဆိုတာပါပဲခမရကဘာအကောင်းဆုံးခွင့်နဲ့ဇာမတယောက်နဲ့အသင်းပေါ်ဖြစ်ချိန်လုံးအတူရှိနေခွင့်ရခဲ့တယ်ကေဗင်ဒီဘိုင်နာဘာလို့ဒီလောက်တောင်းကောင်းနေတာလဲဘာလို့လို့စေးပါသူကဖိုင်နယ်သက်ဆုံးမှာအကောင်းဆုံးလို့ထင်ပါလေ။သူကခြားစားမတွေမမြင်နိုင်တဲ့အရာကိုမြင်နိုင်ပါလေ။သူသဖြင့်သူကခြားစားမတွေမလုံနိုင်တဲ့အရာကိုစူးစမ်းပြီးတော့လုပ်ပါလေ ထိုးကျွန်တဲ့ထိန်းတန်းစားမတွေကဘယ်သူမှမျောလင်းမထားတာတွေကိုလုံရဲဖို့လိုပါလိမ့်။ကေဗင်နေပါနောက်ဟာပြီးတဲ့ရှေ့ရာသီအတွင်းမှာကျတို့အောင်မြင်မှုတွေအများကြီးရရှိခဲ့ရမှာအတီးကနေရာကနေပါဝင်ခဲ့သူပါပဲ။အတွေ့အကြုံရင်းနဲ့ဝိုင်းရင်ဇာမတယောက်ထွက်ခွာသွားပြီးတော့လူငယ်ဇာမတွေနေရာယူလာပါလိမ့်။ဆိုတော့ဒီရာသီမှာမန်စရီအသင်းမှာလူငယ်တွေခြေစွမ်းပြတဲ့အပေါ်မှာရောခမအံ့ဩမိသလား။ပါနလို့စေးပါကျွန်တော်တော့သိပြီမအံ့ဩပါဘူး။ဘာလို့ဆိုတော့အသင်းမှာရှိတဲ့လူငယ်ဇာမတွေနဲ့အတူကျွန်တော်အမြဲလေ့ကျင့်နေလို့ပါပဲ။ ဒီတော့လူငယ်စားမတွေဘလောက်ကောင်းတယ်ဆိုတာကိုကျွန်တော်ကောင်းကောင်းသိပါလိမ့်။နောက်ပြီးတော့ဒီအသင်းမှာလူငယ်တယောက်အနေနဲ့နေရာရဖို့ဘလောက်အထိခံခဲ့တယ်ဆိုတာကိုလည်းကျွန်တော်သိပါလိမ့်။အခြေတော့ကဆိုရင်ရောဂျာတို့ကိုးဘယ်မာတို့လိုလူငယ်စားမတွေအများစွာရှိခဲ့ပေမဲ့အသေးမာနေရရဖို့ရုန်းကန်ခဲ့ရပါလိမ့်။ဒါပေမဲ့သူတို့ရန်ကောင်းပြီးကစားရတဲ့အချိန်တန်းမှာခြေစွမ်းပြတော့နိုင်မယ်ဆိုတော့အဆင်ပြေပါလိမ့်။သူသဖြင့်ဒီရသည်မှာအသင်းကခြေစွမ်းမကောင်းတော့လူငယ်စားမတွေပို့ပြီးကစားခွင့်ရပြီးသူတို့အခုလိုစားခွင့်ရတာကျတော့အသင်းအတွက်တကယ်ကိုကောင်းမှာပါလိမ့်။ မန်စီးသင်းကလာမယ့်ရာသီအတွက်ဘလို့ပြင်ဆင်မှုတွေလုပ်နေတဲ့လာမယ့်ရာသီမှာအရင်မန်စီးကိုရောပြန်ပြီးတော့မြင်ရပါမလားဘလို့ရာသီဆိုတာကတော့ဆူရသင်းရာသီနဲ့ဂျုံတွေရပြီးတဲ့နောက်မှာအတွင်းတွေကအများပြားလာပါပြီဘလို့မှာပြန်လေတီဆောက်တာကတော့အစိမ်းပန်းတစ်ခုဖြစ်ပြီးတိတ်မာလေဓာမျိုးလုပ်ခဲ့ကြတာပါပဲကုမ္ပဏီတို့ရာယာတိုရီတို့ဒေးဗစ်ဆေးဘာတို့အဂူတို့တို့ထွက်ခွာသွားကြတာမျိုးပါပဲအခုလည်းပဲမျိုးဆက်တစ်ခုပြီးတော့နောက်မျိုးဆက်တစ်ခုလာမှာပေါ့လေ လွေငယ်ဇားမောင်တွေနဲ့ရေတုံးကလည်းဇားမောင်တွေလိုမျိုးထေသန်ပြသနိုင်ဖို့မျှော်လင့်ပါလေ။ကျွန်တော်တို့တွေနဲ့ကတော့အများကြီးပေးဆက်နိုင်တယ်လို့ထင်နေတော့မှာပဲ။နောက်ရာသီမှာလေးစောင့်ကြည့်ကြတာပေါ့။ဒီရာသီပြီးပြီဆိုလို့ရှိရင် FIFA Clan Cup Blog ကစောင့်ကြိုနေပါလေ။ဒီပြိုင်ပွဲကိုကြိုက်တဲ့သူတွေလည်းရှိသလိုမကြိုက်တဲ့သူတွေကလည်းရှိနေပါလေ။ဆိုတော့ခင်ဗျားတို့ကရောကစားခြင်းနဲ့မဟုတ်လား။ဘာလို့လို့ဆေးပါကကျွန်တော်တို့ကစားခြင်းပါလေ။ပြိုင်ပွဲကိုကြည့်လိုက်မယ်ဆိုရင်တော့လှပတဲ့ပြိုင်ပွဲတစ်ခုဆိုတော့ကိုတွေ့မြင်နေရမှာပါ။ ပြီးတော့ပြန်မဲ့အပါဝင်ရှင်ပြန်ရတဲ့အသင်းတွေနဲ့ပြန်မဲ့ format ကလည်းအရန်ကိုကောင်းပါလိမ့်ကျွန်တော်တို့သဘောကျပါလိမ့်ဒီတော့ကျွန်တို့အနေနဲ့အဒီပွဲမှာစားဖို့ဆင့်လို့ရှားနေပါလိမ့်ဒီပွဲမှာကကမ္ဘာအနှံ့အသင်းတွေနဲ့လှပတဲ့ပြိုင်ပွဲတစ်ခုဖြစ်လာမှာပါကျွန်တော်တို့ဘူဆွဲဖို့အခွင့်အရေးတွေရှိနေပါသေးတယ်ပြိုင်ပွဲက၄နှစ်မှတစ်ကြိမ်လောက်တာဆိုတော့နှစ်တိုင်းကြိုးစားလို့မရောက်လိအဲဒါကြောင့်ဒီနေ့ပြိုင်ပွဲမှာဘူဆွဲဖို့ရည်မှန်းထားပါလိမ့်နေပြည်တော်ဝယ်လာကမန်စီကိုအရင်လိုအောင်မြင်မှုတွေရအောင်ရောဦးဆောင်နိုင်မယ်လို့ခမရအနေနဲ့ထင်မိနေတာ အခုလိုမျိုးတစ်ခါမှအခြေအနေမဆိုးခဲ့ဘူးတော့ကျွန်တော်အနေနဲ့ကွဲပြားခြားနာတဲ့ပုံစံတစ်ခုလိုဆိုရမယ်လို့ထင်နေပြဒါပဲလေကျွန်တော်တို့အနေနဲ့ကတော့ကိုကိုကိုယုံကြည်မှုရှိပါလိမ့်မန်စီးရဲ့အသင်းအတွက်မျှော်လင့်ချက်တွေဟာအရန်ကိုမြင်မှလွန်ပါလိမ့်ပရီးမီးယားလိဂ်ချန်ပီယံဆုကိုနောက်ဆုံးရှေ့ရာသီမှာကျွန်တော်တို့က6ကြိမ်အထိရယူနိုင်ခဲ့တာပါဒါကမဆိုးလာပါဘူးဒီတော့ကျွန်တော်တို့အနေနဲ့အခြေအနေကိုပြောင်းလဲဖို့ကိုယ်တိုင်ပဲစူးစမ်းရမှာဖြစ်ပါလိမ့်နေပြရောအစားမရရောဟွန်နန်ရောနောက်ရာသီမှာကျွန်တော်တို့ပြန်လာမှာတော့ တည်ကြပါလို့ဖွင့်ရပြောဆိုကြတာလည်းပဲဖြစ်ပါလိမ့်